ကြောက်လေးတလုံးကိုဖျက်မှာပဲဖြစ်ပါတယ်စိတ်ဝင်စားလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်လိုက်ပါ အလုံးမဲမင်္ဂလာပါဒီနေ့ကျွန်တော်များဝေပြလိုက်တဲ့ကြောက်လီတလုံးကတော့မော်စီစာအမဲကျော်တွေကကြောက်လီတလုံးပဲဖြစ်ပါတယ်ကြောက်လီကတော့မဲစီတို့အခုမြင်နေရတဲ့အတိုင်းလေးပဲခွန်ကတော့တတော်လေးကိုပြောင်လူနီးပါဖြစ်တဲ့လောက်ကိုပုတ်စေထားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်ကြောက်လီရဲ့အထိုင်လေးကတော့နည်းနည်းလေးသေးတယ်အခုလက်မလေးနဲ့ပြတဲ့နေရာမှာဆိုရင်အနာကြီးတစ်ချက်ပါတာကိုတွေ့ရမယ်နောက်ထပ်လည်းအနာလေးတွေထပ်ပြီးတော့မှပါပါသေးတယ်ဒီကြောက်လီကတော့ရန်ကုန်ကမဲစီတယောက်ကကျွန်တော်စီကိုပို့ပြလိုက်တဲ့ကြောက်လီတလုံးလေးဖြစ်ပါတယ်အခုမီးထွန်းပြီးတော့မှမြင်နေရတဲ့ပုံစံအတိုင်းဆိုလို့ရှိရင်ကြောက်အသားရန်ကကျွန်တော်တို့ခတ် ်တန်လောက်ကိုမှန်းထားတာပဲဖြစ်ပါတယ်ဒီကြောက်လေးရတာအခုလို့မစေးထားဘူးဆိုလို့ရှိရင်မိထုံးပြီးတော့မှလည်းဒီလိုအနေထားကိုတွေ့ရမှာမဟုတ်ပါဘူးမိထုံးပြီးတော့မှမြင်ရတဲ့အနေထားမှာတော့အနာပုံစံအကြောတသေးလေးတွေကိုလည်းမိတ်ဆွေတို့တွေ့မိမှာပါဖြတ်တဲ့ဗီဒီယိုလေးကတော့နည်းနည်းလေးပဲဒီထဲမှာထည့်လိုက်ပါမယ်ဗီဒီယိုအရင်ရှင်းသွားမှာမလို့ပါကဲကြောက်လေးရတော့အလုံးဖြတ်တော့ပြီးသွားတဲ့အနေထားမှာမိတ်ဆွေတို့အခုမြင်နေရတဲ့ပုံစံလေးပဲဖြစ်ပါတယ်အဲ့တော့ဗီဒီယိုရဲ့အစမှာမိထုံးပြီးတော့မှကြည့်တဲ့နေရာမှာမြင်နေရတဲ့အနာပုံစံတသေးလေးတွေကအမဲလေးတွေကဒါရှင်းအတွင်း င်းတဲ့ကိုဝင်လာပဲဖြစ်ပါတယ်ဒီကြောက်လေးကတော့မဖြက်ခင်ကတော့ခတ်တန်လို့ခတ်မှန်သားပဲမြဲတကယ်တမ်းတော့အတဆန်းလေးမြန်ဖြစ်မလားဆိုပြီးတော့မှအဲ့လိုရည်ရွယ်ချက်လေးနဲ့ဖြတ်ခေါင်းလာလဲဖြစ်ပါတယ်အခုတော့ဖြတ်ပြီးသွားတဲ့အနေထားမှာတော့ခတ်တန်ဟာခတ်တန်ပါပဲအသားကမဆန်းပါဘူးခတ်တန်ဝင်မှအစီလေးနည်းနည်းယော့တယ်အနာလေးကလည်းတော်တော်လေးကိုများသွားတယ်အရွယ်ကလည်းငကိုကတီးတဲ့ပုံမှာဒီကြောက်လေးကတော့ဘာမှအဆက်မလုပ်တာပိုကောင်းပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်နေ့ဗီဒီယိုတွေမှာပြန်လဲဆုံတွေ့ကြမ